ဒီ6 kW တတွဲကိုကျွန်တော်တို့အဲတင်း60အောက်လောက်နဲ့ပြင်လာပါခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်တို့ site မှာရှိတဲ့ပစ္စည်းလေးတွေ update list လေးပေါ့နော်အဲ့ဒါလေးပြောပြရင်လည်းကျွန်တော်အားလုံးအတွက်အသုံးဝင်မဲ့6 kW ဆက်တက်လေးတခုပြပေးကျွန်တော်ပါပါနော်ဒါကျွန်တော်ဒီမှာအခုလက်ရှိ4 day ပေါ်တယ်ရဆိုလို့ကျင် Roman ရှိမယ် Gartel ရှိမယ် Torch ရှိမယ် Sandy Solar ရှိမယ် Intel Solivo Shutter Sun Less Power အောင်ချစ်စင်အောင်11 kW ်အဲပြီးတော့ကျွန်တော်တို့ prime 300အဲပြီးတော့ကျွန်တော် prime cheese 6 kW low frequency နဲ့အဲ heat center ပြီးတော့ shutter fan 51.2V 300ရှိမယ်ပြီးတော့ DL 12 kW single phase ရှိမယ်ပြီးရင် evitor fan evitor fan 51.2V 300 G3 battery ရှိမယ်ပေါ့နော်အဲပြီးတော့ grow watt ရှိမယ် DL ရှိမယ်အဲလက်ရှိကျွန်တော်အခုဒီနေ့ပြပေးနေတဲ့အတွဲကဒီ grow watt နဲ့ဓာတ်ကြီးပေါ့နော်ဒီ6 kW အတွဲကိုကျွန်တော်တို့ ဲ360အောက်လောက်နဲ့ဆင်လို့ရမှာပေါ့နော်ဒီတွဲလေးကပုံမှန်ဆင်မဲ့သလိုရှိရင်58တိန်းကြမှာကိုကျွန်တော် discount 2တိန်းပေးထားတယ် discount 2တိန်းပေးတော့အလုံး35ဘတ်အပီးစီးကို55တိန်းဝင်ကြမယ်ကြာမယ်အဲဒီတွဲလေးဆိုရင်ဒါကျွန်တော် 6kW ဖြစ်တဲ့အတွက် inverter ကတော့ power ကြီးတယ် battery ကဖူဒူမိုင်းဒူဘိုတရနောက်ပိုင်းလက်ရှိကလုံနေနေပဲတုံးပြီးတော့ပကက်တိုင်းနဲ့တုံးပြီးနောက်ပိုင်းအလုပ်တွေတိုးဝါဖို့ရှိတဲ့ customer တွေအတွက်အရန်အဆင်ပြေတယ် အဲကျွန်တော်တို့ဒီအတွဲဆိုလို့ရှိရင် total လုံး900ကိုကျွန်တော်တို့7နာရီဝန်းကျင်လောက်တောင်းလို့ရမယ်အဲသူရဲ့အဓိကအားတာတဲ့အချက်ကကြတော့ကျွန်တော်တို့ solar တိုက်ရိုက်သုံးမဲ့လုပ်ငန်းတွေပေါ့နော်နေကင်းပိုင်းမှာအလုပ်များမယ်လုပ်များမယ်ညပိုင်းညရင် lighting တွေလောက်ပဲရှိမဲ့လုပ်ငန်းမျိုးတွေဥမာထဲကျောတို့တခြားလုပ်ငန်းလုပ်ငန်းလေးတွေပေါ့နော်အဲ့လုပ်ငန်းတွေအတွက်သူတို့အရန်အဆင်ပြေဘာကြောင့်လဲဆိုတော့နေကင်းပိုင်းညကျွန်တော်တို့ solar 6ချက်လောက်ထည့်ပြီးတော့တိုက်ရိုက်လုပ်3000 4000ဝန်းကျင်လောက်ကောင်းကောင်းသုံးလို့ရမယ် အဲပြောရလို့ချင်းညပိုင်းညရင်ကြတော့ဒီဘက်ထရီတွေကနေလိုက်တင်အတွက်ပြန်ထုတ်မယ်ဆိုတာလုပ်ငန်းတွေအတွက်အဆင်ပြေတဲ့အတွဲလေးပေါ့နော်ကျွန်တော်လက်ရှိဒီအတွဲလေးကိုဒါကျွန်တော်တို့ပုံမှန်စေ58သိန်းဝင်းကျင်ကနေရွတ်တက်ဆိုင်ကပါအပေးစီ55သိန်းဝင်းကျင်နဲ့ရမယ်နော်6 kW အတွဲဟောမှာကျွန်တော်3 kW စေနှုံလောက်နဲ့ကိုရမယ်ဒီအတွဲလေးရှိမှာပေါ့နော်အဲ့မှာဒါက grower အာမကန်ဝိုင်းရပါမယ်ဘက်ထရီကအားလုံးတူရပါသေးတယ် i 51.2ကို300အာမကန်5 year fully ပါမယ်ဒါကတော့ဒီ setter လေးပေါ့ပြီးတော့ကျွန်တော်တို့မှာဒီဘက်မှာဆိုလို့ရှိရင်လည်း ဒါကျွန်တော်1.5တွေအိမ်တော့အိမ်တော့နေအတွက်1.5တွေအစုံရှိမယ် shadow sun 1.5ရှိမယ် shadow sun 100ရှိမယ် sunny solar 25.8 12.8 300ရှိမယ် sun solar 1.2ရှိမယ်ဒီကောင်ကတော့ low frequency quiet တိုက်နည်းနည်းလုံးများသုံးမယ် overload ဖြစ်တာကိုကြောက်တဲ့ customer တွေအတွက်အဆင်ပြေတယ် low frequency ဆိုတော့အဲပြီးတော့ကျွန်တော် top 12.8 300ရှိမယ်ပြီးတော့ sunny solar 24.5ရှိမယ် top 25.6 300ရှိမယ်အဲနောက်ကျွန်တော်အစ်စ်ထက်ရောက်တဲ့ roman Roman 24.35 kW ရှိမယ်။အာမခံနှစ်နှစ်အပြည့်ပေးတယ်။ Wi-Fi ပါမယ်။ Shutter Sun 25.6 V 300ရှိမယ်။ပြီးတော့သူနဲ့တွေ့မယ် Shutter Sun 24 V 3.5 kW ရှိမယ်။ Roman 24 V 4.2ရှိမယ်။ကတဲ့25.6 320ရှိမယ်ဘောနော်ဒါဒီပစ္စည်းလေးတွေကကျွန်တော်တို့ site မှာလက်ရှိရှိတဲ့ update list လေးတွေပါခင်ဗျာအားလုံးကျေးဇူးပါခင်ဗျာ